မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတ်တပ်တော် AA ရဲ့စစ်တွေမျိုးသိမ်းတိုက်ပွဲမှာရွှေမင်းကန်စစ်ကောင်စီအထိုင်ချထားတဲ့ရေဒါစခန်းနဲ့တုံးဆောင်ရွာအနီးကိုရောက်ရှိလာပြီးတော့နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တွေမျိုးနဲ့ဝါဘုံကြီးပါနဲ့ကင်းမော်ကြီးပါအနီးတော်ဝိုင်မှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့အေအေတို့ရဲ့တိုက်ပွဲဟာတဖြည်းဖြည်းနဲ့စစ်တွေမျိုးအနီးကိုရောက်ရှိလာကြောင်းစစ်တွေဒေသခံတအုပ်ကပြောပြထားပါတယ်စစ်တွေတိုက်ပွဲကမနေ့ကကြားရသလောက်တော့တုံးဆောင်ရွာရွှေမင်းကန်ရေတပ်စခန်းအနီးကိုရောက်ရှိနေပြီလို့ကြားရတယ်ဝါဘုံအနီးနာကစစ်ကောင်စီတပ်တွေဟာနောက်ဆုတ်လာပြီးတော့အခုတုံးဆောင်ရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ရိုင်းကျူရွာဘက်ကိုလည်းစစ်ကောင်စီတပ်တွေဆုတ်လာတယ်လို့သိရတယ်လို့ပြောပြထားပါတယ်ရွှေမင်းကန်ရေတပ်စခန်းအနီးနာမှာရှိတဲ့တုံးဆောင်ရွာဇော်မရက်ရွာနဲ့ ချောင်းနယ်ကြေးရွာတို့အနီးအနားမှာလည်းတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်။ရွှေမင်းကန်ရေတစခန်းဗျမ်းကျူရွာနဲ့ကြေးတော်ဘက်တွေမှာစစ်ကောင်စီကတပ်စခန်းတွေကိုအခိုင်အမာတိစောက်ထားတာရွှေမင်းကန်ရေတစခန်းဆိုရင်နေပြည်တော်အများကြီးထိုင်ထားတာတိုက်ပွဲတိထက်ပုံပြီးတော့ပြင်းထန်လာဖို့ပဲရှိတယ်။ကျွန်တော်တို့တော်မှရန်ကုန်ဘက်ကိုရွှေမလာစဉ်းစားနေတာလေရင်ကတွေဈေးကြီးနေလို့ခဏစောင့်ကြည့်နေတာလေရင်ကတွေကအခု7သိန်းကျော်တောင်ရှိတယ်လို့အုံးတမင်ရွာသားတုံးကပြောပြထားပါတယ်။ဗျမ်းကျူရွာနဲ့အုံးတမင်ရွာကြားမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအင်အားအများပြားတိုးချထားကြောင်းနဲ့ ရွှေမင်းကန်ရေးတဲ့စခန်းကိုလည်းနေပြည်များဖြစ်တင်းထားကြောင်းသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာစစ်တွေမြို့အနီးနားကတိုက်ပွဲကိုအကြောင်းပြုပြီးတော့ ုံနာကျွန်းပေါက်တော့နဲ့ရတိတောင်ဒေသများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေဘုံကျဲခြင်းများကိုပြုလုပ်နေတယ်လို့သိရပါတယ်။စစ်တွင်မျိုးတွေမှာဒုက္ခတဲ့8000ကျော်အပါအဝင်ပြည်သူများပေါင်းနဲ့ချီပြီးတော့ပိတ်မိနေကြပြီးငွေကြေးတတ်နိုင်တဲ့သူတွေကတော့ရန်ကုန်ဘက်ကိုရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။တိုက်ပွဲဟာမြို့နယ်နေကလာတော့လဲတချို့သောဒေသခံလူငယ်တချို့ကတော့စစ်တွေမျိုးတွေမှာပေါက်စားမှုရဲ့ပျော်ပါခြင်းနဲ့မိုင်းများထောင်ထားတဲ့ရှုကင်းသာလမ်းတစ်လျှောက်မှာလဲပေါက်စားပျော်ပါခြင်းများကိုပြုလုပ်နေကြတယ်လို့သိရပါတယ်။ ်လူငယ်တချို့ဟာဒေသအခြေအနေကိုတိုက်ပြီးတော့အလေးမထားတာကိုတွေ့နေရပါတယ် တိုက်ပွဲတွေလက်နက်ကြီးတန်တွေဒီလောက်ပြင်းထန်နေတာတော့မှစုရင်းသာလမ်းမှာတောက်စားပျော်ပါနေတာကိုတွေ့ရတယ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလူငယ်တော်တော်များများပျော်ပျော်ရွှင်ရွှင်နဲ့စုရင်းသာလမ်းတစ်လျှောက်မှာတောက်စားမူးယူနေတာကိုတွေ့ရပါတယ်ပြည်သူတွေအနေနဲ့ဒါကိုအထူးသတိထားရပါမယ်စစ်တွေမျိုးထဲမှာဒုက္ခတွေကထမင်းငတ်နေကြတယ်သူတို့ကတောက်စားပျော်ပါပြီးတော့မူးယူနေကြတာတော်တော်လေးကိုရုပ်ပြက်ဆင်းပြက်နဲ့အယမ်းကိုရုပ်ပေါက်လုံးနဲ့စောက်တော်သားတွေပဲလို့ပုံသက်တူတူကပြောပြထားပါတယ်စစ်တွေနဲ့ကြောက်ဖြူကဒေသခံပြည်သူများအနေနဲ့လွတ်မြောက်နေမြေကိုရွှေ့ပြောင်းနေထိုင်ပေးကြပါရန်အရခတ်တက်တော် AA ကပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာထုတ်ပြန်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ဘကိုးတိုင်းဗထောင်းမြို့နယ်ရခိုင်ရိုးမပေါ်မှာရှိတဲ့ညောင်ကျိုးစခန်းကနေပြီးတော့စစ်ကောင်စီတပ်သားအယောက်30ခန်းဟာမက်လ17ရက်နေ့ကထွက်ပြေးလာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်သားအယောက်30ခန်းဟာညောင်ကျိုးကျေးရွာအနီးမှာရှိတဲ့ချောင်းလန်းကျောင်းကနေညောင်ခြေတော့ကျေးရွာမှာရှိတဲ့ကပ္ပစ6တက်နေတဲ့ကိုထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။အခုကညောင်ကျိုးကနေပြေးလာတာဒီနေ့ကိုပြေးလာတာအယောက်30လောက်ရှိတယ်။ ချောင်းတဲ့အတိုင်းကိုခြေချင်းပြေးလာတာပေါ့ညောင်ခြေတော့ရွာကူတဲ့တယ်ပဲစခန်းကနေလက်နဲ့ကြီးတွေနဲ့တောက်လျှောက်ပြစ်နေတယ်လို့မြေပြင်အခြေအနေကိုသိတယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကအတိအပြုပြောပြထားပါတယ်ဒါအပြင်မနေ့ပိုင်းမှာလည်းညောင်ချိုးတိုက်ပွဲကို MI 35ရဟတ်ရင်တစ်စီးနဲ့7မိနစ်ခန့်ပြစ်ကူပေးခဲ့တယ်လို့28မိုင်စခန်းဘက်ကနေလဲလက်နဲ့ကြီးနဲ့တောက်လျှောက်ပြစ်ကူပေးနေတယ်လို့ဆိုပါတယ်စစ်ကောင်စီတွေကညောင်ချေတော့လမ်းအတိုင်းအောက်ကိုစုံစင်းတာအဲ့ဒီတလမ်းမဲရှိတယ်တော်တဲ့ချောင်းတွေကနေပြေးပြီးတော့ပြန်မထွက်လာဘဲနဲ့နီးဆက်ရတဲတိုက်တွေကိုဝင်နေကြတဲ့စစ်သားတွေလည်းရှိသေးတယ်ရှောင်းနေကြ တာပေါ့လို့အဲ့ဒီစီရေးသတင်းရင်းမြစ်ကပြောပါရယ်။ညောင်ချိုးချေးဘာမှာရှိတယ်စကောင်စီတက်ရဲ့ပင်မခုံးစခန်းဟာညောင်ချေတော့ချေးဘာမှာရှိတယ်ကပ္ပစ6နဲ့10မိုင်ခန့်ဝေးတယ်လို့အုတ်ရှိပင်မျိုးနဲ့ -10 ခန့်ဝေးတယ်လို့သိရပါရယ်။အရခတက်တော် AA နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်တက်ခန့်နေတယ်။ညောင်ချိုးစခန်းတိုက်ပွဲဟာမက်စလာ7ရက်နေ့အထိကိုပြင်းထန်နေပြီးတော့စကောင်စီတက်ကမော်ပြည်မြို့အခြေစိုက်ခမရတက်ရင်3ရင်းကိုပို့ဆောင်ကခုခံနေရတယ်လို့သိရပါရယ်။ဘကုန်းနဲ့ရခိုင်ပြည်နယ်အစပ် ဗရောင်းတောင်ခုတ်ကားလမ်းမပေါ်မှာရှိတယ်။ရခိုင်ရိုးမပေါ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တယ်။မိုးထီတောင်ပကံကွဲတောင်ပုံကြီးနတ်တောင်ဂုံးတို့ကိုအရခတက်တော်အေအေနဲ့တော်လိုင်းပူပေါက်တက်တွေကတိုက်ခိုက်သိမ့်ပိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝေကနေဘိတ်ကိုထွက်ခွာလာတဲ့ငွေဆက်ကူတစ်တာများနဲ့စစ်သားများလိုက်ပါလာတဲ့ဆက်လီကိုတိုက်ခတ်ခဲ့ရာစစ်တပ်ကအယောက်20ထဲမနေတိတ်ဆုံးသွားပြီးတော့ စက်လီကို RPG ထိမှန်ကမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ၁၀ရက်နေ့ည၁၇နာရီကမှဒဝဲမြို့ကနေတရချောင်းမြို့နယ်စင်ပြူပြင်စိတ်ကမ်းဘက်ကိုစုံစမ်းလာတဲ့ငွေဆက်ကူတစ်တာများနဲ့စစ်သားများလိုက်ပါလာတဲ့စက်လီဒစီးကိုဒဝဲ KI တပ်ပေါင်းစုကဒဝဲမြေချောင်းအတွင်းမှာကြားပြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဟာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့စက်လီကို RPG ထိမှန်ကမီးလောင်ပျက်စီးသွားတယ်လို့သိရပါပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ကျော်တိတ်ဆုံးပြီးတော့အယောက်30ခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။တိုက်ခိုက်မှုဖြစ်ပေါ်ပြီး ဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီဆက်လေးက RPG ထိသွားတာအဲ့ဒီမှာမီးလောင်ပြီးတော့မောင်းပြေးသွားတာကျွန်တော်တို့ဘက်ကပစ်လိုက်တာလည်းမနေဘူးကျွန်တော်တို့သိရသလားကတော့ငွေဆက်ကူတွေတင်လာတာတက်တာတွေနဲ့အများကြီးပဲတင်လာပြီးတော့ဒဝဲကနေဘိတ်ကိုပို့မှာဘန်ချင်းချင်းလွှဲပြောင်းတဲ့ပုံစံမျိုးနဲ့ပို့မဲ့နေရာမှာဘန်မန်နေဂျာရဲ့ဘန်ဝင်တဲ့နှစ်ယောက်ရဲ့ပါတယ်လို့သိရတယ်မြမစီးပွားရေးဘန်ကဖြစ်နိုင်တဲ့စစ်ခွေးလုံးကြုံရေးတွေနဲ့စစ်မှုထမ်းတွေလည်းပါတယ် ူတို့က၁၄ပေါင်းမှာအကုန်လုံးပေါင်းပြီးတော့လိုက်လာကြတာစစ်ခွေးအင်အားက60နဲ့80ကြားထဲမှာရှိတယ်သူတို့ဘက်ကစက်ကလေးနဲ့နှစ်ယောက်လောက်ပဲပြန်ပစ်နိုင်တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာမီးလောင်သွားတဲ့စက်လေးကိုဒဝယ်နဲ့ကြောက်နေမော်ကြားထဲမှာရပ်ထားပြီးတော့စက်လေးဘော်ကတိတ်ဆုံးသွားတဲ့စစ်သားအလောင်းများကိုလာရောက်တဲထုတ်သွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကိုလူကြီးရွာထိပ်မှရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းမုံနေရာကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာကင်းမုံဝင်နေတဲ့စစ်သားတွေအားလုံးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၇ရက်နေ့မှာကိုလူကြီးရွာမှာရှိတဲ့ပြည်သူများဖြတ်တန်းသွားလာနေတဲ့လမ်းကိုပိတ်ဆို့ပြီးတော့ ကင်းမုံချထားတဲ့အကြမ်းဖက်စစ်တပ် gate ကိုရေးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်တဲ့အချိန်စစ်ကောင်စီတပ်သားများပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲနဲ့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။ကျွန်တော်တို့ဒီနေ့ကွန်နူးကြီးပါထိတ်မှာသူတို့အပေါ်ကရွာသားတွေဖြတ်တန်းသွားလာလို့မရအောင် လမ်းကိုကြောက်ကားနဲ့ပိတ်ထားတာကြာပြီကျွန်တော်တို့တခါတိုက်ပွဲဖြစ်တဲ့နေရာပေါ့အဲ့ဒီနေရာကိုချိန်မုံရေးဒီနေ့ပြန်ဆင်းတော့တို့တွေထွက်ပြေးသွားတယ်တို့တွေမနေရဘူးကျွန်တော်တို့ဂိတ်ကိုတင်းစီရမိတယ်မိရှုဖြတ်စည်းပလိုက်တယ်တို့ရဲ့ယူနီဖောင်းတွေပါမယူဘဲနဲ့ထွက်ပြေးသွားတာလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကရှင်းပြထားပါတယ်အဲ့ဒီကွန်ထူးကြီးပါထိတ်မှရှိတဲ့လမ်းပိုင်းကိုအကြမ်းမဆက်ကောင်စီတပ်သားများက ကြောက်ကားနဲ့လမ်းပိတ်ပြီးတော့ကင်းမုံများကိုခြားထားကဂိတ်ဖွဲ့စစ်ဆေးနေတယ်လို့သိရပါဗျ။ဂိတ်ကိုဖြတ်တန်းသွားလာတဲ့ပြည်သူများကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ဆေးခြင်းများကိုပြုလုပ်ပြီးတော့ဆိုင်ကယ်များကိုသာပေးဝင်ပြီးကားများကိုဝင်ခွင့်မပေးဘဲအတင်းအဓမ္မတိုက်စီးမှုများကိုလှုံ့ဆော်နေတယ်လို့ရေးပလိုအဖွဲ့ခေါင်းဆောင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမှာလူငယ်များကိုအတရားဓမ္မပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိခေါင်းဆောင်ကျော်ဆန်းဝင်းကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စတာ၁၀ရက်နေ့ညနေ၄နာရီလောက်မှာကြောက်ပတောင်းမြို့နယ်ပုတ်ပားမှာအခြေဆိုင်တဲ့အမှတ်88ချင်းလင်းတိုင်ရင်ကနေပြန်လာတဲ့ပြူစောတိခေါင်းဆောင်ကျော်ဆန်းဝင်းခေါ်ငချုံကိုပြစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ပြူစောထီကျော်စန်းဝင်းဟာလူငယ်များကိုစစ်မှုထမ်းရန်အတိအကျမပေါ်တာဆွဲဖမ်းဆီးခြင်းကြေးရွာလျက်စစ်မီရံမွေများကိုလည်းအတိအကျမကောက်ခံသိမ်းယူခြင်း တော်လိုင်းရဲဘော်များနဲ့ဆက်ဆက်သူများကိုအကြမ်းဖက်ဆက်တက်ထမ်းကိုသတင်းပေးတိုင်ကြားဖမ်းဆီးခိုင်းခြင်းများကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။သူ့အိတ်ကတ်ထဲကမှတ်ပုံတင်တဲ့ရင်မောင်းလိုင်စင်ကိုတင်စီရရှိခဲ့ပါတယ်။ကြော်ဘရောင်း88တိုင်ရင်ကအပြန်ကိုစောင့်ပြီးတော့တိုက်ခိုက်ခဲ့တာသူနဲ့သူ့ရဲ့အပေါင်းပါတွေသတိကြီးကြီးထားပါလို့ပဲပြောချင်ပါတယ်လို့ Pope Production and Guerrilla Force PPGF ကတာဝန်ရှိသူရဲဘော်ဗျက်ရက်ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Pope Production and Guerrilla Force PPGF တပ်ဖွဲ့ကတော်လိုင်းရဲဘော်များကပြုတ်လုခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့စစ်ကောင်စီတပ်ဖွဲ့အများစုကိုလေကြောင်းကနေရိတ်ခါချပေးရမှာမြေပြင်လမ်းကြောင်းတွေပိတ်ဆို့ခံရပြီးတော့တော်လိုင်းတပ်ဖွဲ့တွေစီကိုပဲရောက်ရှိမှုတွေများနေတဲ့အတွက်ပထမဆုံးတဲအိတ်များနဲ့စမ်းတပ်ပြီးမှသာ အောက်ကိုချပေးနေရတဲ့အထီကိုဖြစ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာလေကြောင်းကနေလိုအပ်တဲ့လက်နက်ခဲရတဲ့ရိတ်ခါတုံများကိုတိုက်ပွဲဖြစ်တဲ့နေရာကိုပေးဖို့ရမှာရိတ်ခါတုံများနဲ့အလေးချိန်တူတဲ့သဲများကိုအရင်ချပေးနေရတယ်လို့သိရပါတယ်မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်မေးမြန်းမှုအရာပေါ့နော်အရင်ဆုံးတဲအိတ်ကိုချလိုက်တယ်နေရာလွဲမှာဆိုလို့တဲအိတ်ချတဲ့နေရာကဝေးနေတယ်ဆိုရင်မီတာဘလောက်အကွာဆိုပြီးတော့ကြည့်ပြီး ပိတ်တွေချလို့ရတဲ့နေရာမှန်ပြီဆိုမှနောက်ကနေပြီးတော့အလေးချိန်တူတဲ့ရိတ်ခါဒုတ်တို့ခဲရန်ဒုတ်တို့ကိုချပေးတာပါလို့စီလီယံဘူကြီးဇင်ရောကပြောပြထားပါဗျ။ရိတ်ခါဒုတ်များကိုလေချောင်းကနေပြစ်မချမီတပတ်ပတ်ပြီးမှမြေပြင်ဆက်သွယ်မှုလှုပ်ဆောင်ကတိတ်များကိုပြစ်ချဆန်းတက်ပြီးမှနောက်ကနေရိတ်ခါဒုံများကိုခြားပေးခြင်းဖြစ်တယ်လို့သိရပါတယ်။လာနဲ့ချီပြီးတော့ပိတ်ဆို့ခံထားရတဲ့တိုက်ပွဲများဖြစ်တယ်။အဲမောင်တော်နဲ့ပင်လယ်ဘူးတိုက်ပွဲတို့မှာစစ်ကောင်စီကခြားပေးတဲ့ရိတ်ခါဒုံများဟာ တရင်နဲ့တမထာနာချုပ်တို့ကို ရောက်ရှိခြင်းမရှိပဲတော်လိုင်းတပ်ဖွဲ့များကကောက်ယူသိမ်းဆီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့မှုတယ်လို့သိရပါတယ်အခုလအတွဲမှာကချင်တိုက်ပွဲများမှာလည်းစစ်ကောင်စီတပ်ကချပေးတဲ့ရိတ်ခါတုံးများကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ထံကိုရောက်ရှိသွားတဲ့အတွက်အခုလိုမျိုးပိတ်များနဲ့ဥစွာစမ်းသပ်ပြီးတော့ရိတ်ခါချပေးတဲ့လုံရများကိုလုံဆောင်လာခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းရေးမြစ်ကပြောပါတယ်စစ်ကောင်စီဟာလက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတယ်ဗဒေါင်းမျိုးတွေကညောင်ကျိုးစခန်းကိုလေးချောင်းကနေရိတ်ခါပေးပို့နိုင်ခြင်းမရှိတဲ့အတွက်ဒေသခံပြည်သူများကိုထမင်းတုပ်ပို့ခိုင်းနေရတယ်လို့ဒေသခံများစီကသိရပါဗျ။ရခိုင်အရောက်တွေအဆက်ပါပေါင်းငတိုင်းချောင်းရခိုင်ပဲခူးအဆက်ညောင်ကျိုးရခိုင်မကွေးအဆက်နဲ့ရေကန်တိုက်ပွဲတို့မှာ အနီးကတိုက်ပွဲတွေဖြစ်ပွားနေခြင်းကြောင့်စစ်ကောင်စီကလေရင်ပြစ်ကူမပေးနိုင်ဘူးလို့စစ်ရေးသတင်းရင်းမြစ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားနဲ့ဘယ်လာရုစ်ခရီးစဉ်အပြီးမှာတရုတ်နိုင်ငံရဲ့အာဆီယံရွေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျွမ်းကနေပြည်တော်ကိုရောက်လာပြီးတော့စစ်ကောင်းစီရဲ့နိုင်ငံသားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ9ရက်နေ့ကမင်းအောင်လှိုင်ကရုရှားနိုင်ငံကနေပြည်တော်ကိုပြန်လည်ရောက်ရှိခဲ့ပြီးတဲ့နောက်မက်လ10ရက်နေ့မှာတရုတ်ကိုယ်စားလှယ်တိန့်ရှီကျွမ်းဟာစစ်ကောင်းစီရဲ့နိုင်ငံသားရေးဝန်ကြီးတန်းဆွေကိုနေပြည်တော်မှာလာရောက်တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။မြန်မာတရုတ်နယ်စပ်တလျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပို မှုပြီးတော့မြင့်တင်နိုင်မှုတရုတ်အနေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်နဲ့သက်ဆိုင်တာတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အလားတူပဲနေဆက်ဒေသမှာရှိနေတဲ့ online လောကစား online ငွေလိမ်ခိုင်းတွေကိုပူးပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။စစ်ကောင်စီဘက်ကတော့ရုရှားခီးစဉ်ကအောင်မြင်တဲ့ခီးစဉ်ဖြစ်ပြီးတော့ဒဝေရင်နဲ့စီမံကိန်းမှာရုရှားတွေရင်းနှီးမြှုပ်နှံမဲ့အပြင်နျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရေး စိုက်ပျိုးရေးလူဆွမ်းအားအရင်းမြစ်အာဂါဒနဲ့ဂျိုရုနည်းပညာအပါအဝင်နေပယ်များအလုံးမှာပူးပေါင်းဆောင်ရွက်မယ်လို့သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာရခတက်တော် AA ထိမ့်ချုပ်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်ပုံနာကျွန်းဒေသကိုစစ်ကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်များမိလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၇ရက်နေ့နေ့လယ်၂နာရီအချိန်လောက်မှာကိုးနောင်ကြီးရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လူနေအိမ်၅လုံးကျော်ပျက်စီးသွားကြောင်းပုံနာကျွန်းဒေသခံတို့ကပြန်လည်ပြောပြထားပါတယ်။ကိုးနောင်ကြီးရွာကိုစစ်ကောင်စီကဘုံကျဲသွားပါတယ်။အဲ့ဒီဘက်မှာအာရခတက်တော်ကလူတွေရှိတယ်ထင်ပြီးတော့ကျဲသွားတာ။အရသားတွေကတော့ဟိုးအိမ်ကလေးကနေရာပြောင်းရွှေ့ ထားတော့လူတွေထိခိုက်မှုတော့မရှိဘူးနေအိမ်9000လောက်တော့ပျက်စီးသွားတယ်လို့ပြောပြထားပါဗျပုံနာကျွန်း9000ကျေးပါကိုစစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်900ဘုံးနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တွေမျိုးအနီးနားမှာစစ်ကောင်စီတပ်နဲ့အေအေတို့ဟာတိုက်ပွဲများဆက်လက်ရှိနေဆဲဖြစ်ပြီးတော့စစ်တွေမျိုးမှာရှိတဲ့စစ်ကောင်စီတပ်ရဲများကလက်နက်ကြီးနဲ့ပစ်ခတ်မှုများရှိနေကြောင်းစစ်တွေဒေသခံများကပြောပြထားပါတယ်။စစ်တွေမျိုးရဲ့စစ်ကောင်စီခါလိုက်ရနှစ်သုံးနှစ်တိုက်ရင်ကနေလက်နက်ကြီးတွေနဲ့မနက်ပိုင်းကပုံနာကျိုးဘက်ကိုပစ်ခတ်ခဲ့တယ်။ဥယျတောင်ဖျားရှိတဲ့တောင်ချင်းရင်းကိုဘုံကြရောက်ပောက်ကွဲသွားတယ်။လူတွေတော့အထိတ်ကိမရှိဘူးလို့သိရတယ်။အတိအကျတော့မသိရသေးဘူးလို့ပြောပြထားပါတယ်။စစ်တွေမျိုးအနီးတိုက်ပွဲဟာ ဝါဘုတ်ကျေးရွာအနီးကနေရွှေမင်းကန်ရေတဲ့စခန်းအနီးကိုရောက်ရှိသွားပြီးတော့နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တပ်စခန်းများဟာရွှေမင်းကန်ရေတဲ့စခန်းနဲ့ဗျိုင်းကျူကျေးရွာတဲကိုတတ်ဆုတ်လာတယ်လို့စစ်တွေဒေသခံသတင်းအင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရီယာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ၁၀ရက်နေ့မွန်လွယ်၃နာရီခန့်မှာမရီယာမြို့နယ်အရှိချမ်းမှာရှိတဲ့မြောင်းတဲရွာအနီးဝင်းကျင်ကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်တရာဘုံတလုံးပေါင်900ဘုံတလုံးနဲ့ပေါင်150ဘုံတလုံးတို့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်လက်ရှိအချိန်မှာဂျေဝါနေပြည်သူများဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီနေ့ညနေ4:25မိနစ်ခန့်မှာလဲအကြမ်းမဆက်တဲ့ရဲ့ဂျက်ဖိုင်တာတစ်စီးကထပ်မံပြီးတော့မတရားမျိုးနဲ့တဖန်းကိုင်းရွာအနီးတစ်ဝိုက်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာနေရာများကို ပေါင်တရားဘုံသည်နှလုံးနဲ့ဖက်မှန်ကျဲချတိုက်ခတ်ခဲ့ပြီးတော့ပြည်သူတအုပ်မစိုးရိမ်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ဖမ်းမင်ရွာကိုအကြမ်းမဲ့စစ်တပ်ကစက်တပ်၄ထိနှစ်စီးနဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်လူနေအိမ်များပျက်စီးခဲ့ရကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။မတ်လ၁၇ရက်နေ့မနက်၁၀:၄၅မိနစ်ခန့်မှာ ်မိတီလာကနေတက်လာတဲ့အကြမ်းမဲ့စစ်တပ်ရဲ့စစ်တပ်လေးထီးနှစ်စီးဟာဇယကြီးကျေးရွာအမှတ်၁အမှတ်၂နဲ့အမှတ်၃အမှတ်၅နဲ့ထမ်းမင်ကန်ကျေးရွာအနောက်မြောက်ဘက်တောတဲကိုဘုံဒီရှစ်လုံးကျဲချတိုက်ခိုက်ခြင်းကြောင့်လူနေအိမ်များပြန်စီပြီးပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့ပြောပါရတယ်။တောင်သာမြို့နယ်အတွင်းအကြမ်းမဆက်တကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုတ်လုပ်နေခြင်းကြောင့်ပြည်သူများအနေနဲ့ဘုံခုံကျင်းများကိုစနစ်တကျတူးထားကြရတယ်။ ်လေရင်နဲ့ဆက်တက်လေထီးများအတန်ကြရပါကဘုံကိုကျင်းများအတွင်းထဲမှာခိုးအောင်ကြရင်တောင်တာမျိုးနယ်လူလူလှုပ်ရှားမှုကော်မတီကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ